မင်္ဂလာပါရှင်ဝတ္တမီတ္တာ channel ကနေပြောပြန်လေးကြိုဆိုလိုက်ပါတယ်နာဆကတက်တွေဟာမလဇန်ပိုင်းမှာတောင်ခန်းဒေသကိုတအောင်လက်နဲ့ကအဖွဲ့ TNL ဥဆောင်နေပူပေါင်းအဖွဲ့ရိကင်းစင်တဲ့နေရာပြန်တိုက်ထုံနိုင်ခဲ့ပြီနော်မလ16ရက်နေ့မှာနောင်ကြုံမြို့ကိုပြန်လေထိန်းချုပ်နိုင်အောင်တံပြန်တိုက်စစ်ဆင်ခဲ့ရာလက်ရှိချိန်မှာမြို့ကိုပြန်လေသိမ်းယူနိုင်မဲ့အလားလာကောင်းတွေရှိနေတယ်လို့ထင်ကြေးပေးသုံးသပ်မှုတွေလည်းရှိနေပါတယ်ကျောက်တန်ပိုင်းထဲမှာတော့တောင်ခမ်းနဲ့နောင်ချိုမြို့တွေမှာ တိုက်ပွဲဝင်နေတဲ့စစ်သည်တွေကိုစစ်မြေပြင်အထိကိုရိုင်းသွားရောက်ကူညီပေးခဲ့သူကိုခိုင်စော်နဲ့နောင်ကျော်မျိုးတိုက်ပွဲရဲ့လက်ရှိအခြေအနေတွေကိုဆက်သွယ်မေးမြန်းထားမှုကိုဖော်ပြပေးလိုက်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့မိုတာမီဒီယာ channel ကို subscribe နဲ့ like and share လေးလုပ်ပေးပါအောင်ရှင်။ဟယ်လိုကိုခိုင်စော်လားရှင်။ဟုတ်ပါတယ်။ဟုတ်ညီမကတော့မိုးတောင်မီဒီယာ channel ရပါရှင်။ဟုတ်ကဲ့ညီမလေး ။ဟုတ်ကဲ့ကိုဒီနေ့မှလေးမောက်ချန်နေရနေပြီးတော့အခုလက်တလောပေါ့နော်လူတွေစိတ်ဝင်စားနေရဲ့နောက်ထိုးတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးတော့အခုနဲ့အင်တာဗျူးကျင်လို့ပါရှင်။အော်ရပါတယ်ညီမလေးရပါတယ်နော်။ဟုတ်ကဲ့ကိုအခုကဟိုနောက်ထိုးတိုက်ပွဲနဲ့နှိစက်သူတိုးဆိုတော့လေ။အဲဟုတ်ကဲ့ပြောပါ။ဟုတ်ဒီနောက်ထိုးတိုက်ပွဲရဲ့လက်ရှိအခြေအနေလေးကိုလည်းအခုတိတိလောက်လေးပြပြပေးပါလားရှင်။အော်အန်ဒီယာပြောရမယ်ဆိုရင်ဒီပထမဦးဆုံးပြောရမယ်ဆိုရင်ဒီလက်ရှိဒုထဝီမြေကနေ အဲတောက်ခန်းအဖြစ်ကိုဟိုဒံမြန်တိုက်စစ်ဒီနေမျိုးစုမှုမှုတွေအဲလုတ်ထတာကြီးကပြီးသွားပြီ။ဟုတ်ဟုတ်ကဲ့။နောက်မှာအဲဒီနောက်မှာအဲတောက်ခန်းကနေနောက်ကျူဆက်ပြီးတော့အဲ position ရတယ်ပေါ့နော်။အပိုင်းအပိုင်းဆိုပြီးတော့ကိုကပြောရမှာပေါ့။အဲ့တော့ပထမတစ်ပိုင်းကအဲဒုဒဝရီမြေကနေတောက်ခန်းကို position နဲ့အပိုင်းအခုဒုထောက်ဒီမြေကနေတောက်ခန်းကို position နဲ့အပိုင်းကပြီးပြတ်သွားတဲ့အခါကျတော့ဒုတိယပိုင်းအမြင့်နဲ့ ဒီနောက်ဆုံးမြို့ကမြို့သိမ်းတိုက်ပွဲဆင်နေဖို့အတွက်အံခန်းအနေနောက်ဆုံးအဲထိုးစစ်တဲ့အပိုင်းပေါ့အခုဟာမာလီကမေးမိတာအဒုတိယအပိုင်းပေါ့နော်ဟုတ်ဟုတ်ကဲ့ပါကိုဟာအခုဒီဒုတိယအပိုင်းမြို့သိမ်းတိုက်ပွဲကိုသွားနေတဲ့ဒီထိုးစစ်ကြီးမှာတချို့တွေကအဲစစ်ကြောင်းကြီးနှစ်ကြောင်းလို့လည်းပြောနေကြတယ်အဲဒီလိုကလည်းစစ်ကြောင်းကြီး၃ချောင်းလို့လည်းပြောနေတယ်။ဒါ PVC တို့အာ DVD တို့ကလည်းအဲအဲ့လိုတွေပြောတော့နော်။ဟုတ်ကဲ့။ဒါကတော့ဒါကတော့အဲ့ တကြောင်သူတို့ပြောနေတယ်နှစ်ကြောင်လို့သုံးကြောင်လို့ထည့်ပို့ပါတယ်။ဒါကူတီတလောက်ပေါ့နော်။တခါလေးဒီလိုသူစစ်ရှင်နေချိန်မှာတခါလေးစကြောင်ကြီးကအဲပူပေါင်းပြီးတော့ထိုးရတဲ့နေရာလေးရှိတယ်လို့တခါလေးမှလည်းအဲစကြောင်နဲ့ separate ဖြစ်သွားတယ်ခွဲခြားပြီးတော့ပေါ့နော်။အဲဇုံလိုက်ဇုံလိုက်အဲထိုးရတဲ့နေရာလေးရှိတယ်။ဒါဘာကြောင့်လဲဆိုတော့ဒီနောင်ပိအဲနောင်ချူနဲ့အဲဒီတောက်ခမ်းတဲ့ကြားထဲမှာပေါ့နော်။အဲမြေမြေသားတွေ နောက်ခရင်ဒီရခန့်စစ်ဒီသားဒီကြောင်းမလို့သာဒီဘက်ကလည်းထိုးစစ်စီမံချက်တွေကိုကြောင်းလေတွင်လွေပေါ်မျိုးနဲ့အလားကြောင်းတွေကပူလာလိုက်ခွာသွားလိုက်အဲအဲ့လိုကိုဒီထိုးစစ်စင်လာလေတွေ့ရတယ်တော့ဒီကြောင်းလေးတွေ့တာတော့ဟိုဒီအချိန်ကျရင်တော့အတိကျမှာပေါ့ဒီအချိန်ကတော့ဒါပြောပြလို့မသိနေချင်ဘူးလို့ပြောတော့ပါဘူးเนาะအဲ့တော့တော့ပြောလက်ရှိနေသားကူကူကဒီအောင်မြင်မှုအနေနဲ့ပြောရမယ်ဆိုရင်ပေါ့เนาะ 农秋，你你你也是，你啥品类的在那里的啊？还是在果的啊？农秋稻秆，你多照顾一些少，选上高粱嘛一部分的。好的。那么，那个，古啊稻秆里农秋，估计是你的这个。那么，高粱叶，哪怕千万注意，这个，啊，这些秋药都，鸭子药都，啊，哪里各种，都你得选，不小秋药，提早买，早买。 ဟုတ်ကဲ့ပေါ့ဟုတ်ဒီနေ့သူရှောက်ချုံပေးကြီးလိုက်တယ်ပေါ့နော်ဟုတ်အဲ့လိုဒါဒါကားလိုင်းရဲ့နောက်ပဲချာမှာနော်အဲ့တော့ကားလိုင်းကြီးတက်တဲ့အတိုင်းဆိုလို့ရှိရင်အဲဘေးနေရာတွေကြီးရောက်လဲဆိုတော့မလေးတို့ဟိုနမကြီးကြီးဟိုပါကြားဘူးမှာပါရှူမှုတော့ရှူမှုတော့ခံရကြီးရှူမှုတော့ခံရကြီးကိုကြော်သွားပြီအကျော်သွားပြီးရခါကြရင်ရှူမှုတော့ဆိုရင်တော်တော်ကိုဟိုခံစစ်အစီအမံကောင်းတဲ့ခံကြီးလို့ပြောပြရတယ်အဲ့ရှူမှုတော့ကိုရပြီးသွားတဲ့အခါကျတော့ရှူမှုတော့နေတစ်ခါဆက်ပြီးတူလိုက်တော့အဲတနည်းအားဆိုရင် 紧腰呀，啊紧腰仲要就而家谂下一代嘛，诶，先至二月底嘅嘛，紧腰知道未？前两日先睇嗰个股市刊，睇下做半场秒到嘛，即话一齐一齐差唔多，诶，嗰度嘢，诶，我睇到话廿八千六，啊，紧你紧你嘛，即话我舒服啲，廿八千六喎，嗬，啊，大家，诶，A 货你做一单，A B 嘅，啊，即嘛即嘛即即个股你啦，啊，紧你紧你嗰啲咩廿八你。 ဟုတ်ကဲ့အခုအခုဆိုရင်တန်ကြီးကိုတော်နေပါပြီကျော်နေပါပြီကျော်ပြီးတော့နောက်ထပ်ထိုးစစ်အဲဆက်ပြီးလုပ်နေပြီဒါကိုကြည့်ပြလားနော်အော်အကားလန်းရဲ့ခုနအနောက်ဖက်နဲ့ဒါကားလန်းအတိုင်းပြောပြီးပြီဆိုတော့ဒီကားလန်းရဲ့ရှိဘက်ချမ်းနဲ့အဲဒုထောက်ကြီးရေကံပြီးကြားပေါ့နော်မိကန်းတိုင်းပေါ့နော်ထပ်ကိုဆန်တက်သွားတာအဲ့ဒီမှာအဲ့မှာအဲ့ဒီဘက်ကထိုးတဲ့အတွက်ကြီးဆိုလို့ရှိရင်သူတို့ကကြတော့ဟိုအောက်ကနေစာထိုးရတာအဲ ့ပုံငါလေးရှိတဲ့မကြီးရည်ကနေစပြီးထိုးတာပဲဒုထောက်ကြီးဟိုပေါ့တဒါနာလေးစပြီးသူ့အပေါ်ထိုးကြတာအဲ့လိုထိုးတဲ့အဲ့လိုထိုးတဲ့အချိန်မှာသူ့ရဲ့လမ်းကြောင်းလေးကဘာလဲဆိုတော့သူ့ထိုးပြီးတဲ့လမ်းကြောင်းလေးပေါ့နော်မကြီးရည်နောက်ချိုလေးမဲပုံနောက်လင်းဆိုပြီးတော့သူ့တို့ပြင်းပြဆိုင်ဆိုင်ကိုသူ့အဘကနေကူလာတာအဲ့မှာနောက်ချိုလေးကိုကြားတော့ဆိုလို့ရှိရင်အဲဒိုင်းနီလုံးရောအဲသူ့ဘက်ကမီဒီယာတွေရောအဲနောက်ပြီးတော့ဟိုဒီရန်သူရောတော်တော်တော်လှုပ်သွားတယ်။ဒါကြောင့်လေဆိုတော့ ိုနောက်ဆုံးလေးကပထမဆုံးတိပင်းလေးကိုတက်ကစားပြီးရတယ်။အဲ့မှာတော်တော်ကိုအဲဟိုဘက်အုပ်စုကြီးတော်တော်ကိုရှောက်ဖြစ်သွားတယ်ပေါ့နော်။အဲ့နောက်ဆုံးလေးပြီးတဲ့အခါကျတော့အဲ့ဘက်ချမ်းမှာဆိုရင်ဒါမဲပုတ်တယ်အပေါ်မှာဆိုမဲပုတ်ကိုဆက်ပြီးအဲထိုးတယ်။အဲ့မဲပုတ်ကိုထိုးတော့ဆိုရင်ကိုတို့ဒီဘက်ကနေကြီးဒီခါနားလိုက်တဲ့လူတွေလည်းအဲ့တော့ဆိုးရည်ပြည်။ဘာကြောင့်လဲဆိုတော့မေပုတ်ကလည်းအဲဒီတိုးထောက်ကြီးမြေပက်ကိုအဲ3.4ဒူ4.6ဒူလာပြီးတိုက်တဲ့အခါကျမေပုတ်ကလည်းရည်ရဲ့အဲရှည်တန်းတကယ်အခြေပြုတဲ့ နေရာကြီးတစ်ခုရှိနေလို့ပဲဟုတ်ကဲ့ပါဒါနဲ့ဒီပါတီချုပ်တော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 ်ပြည့်ထားတာပဲအဲ့တော့ဘလောက်ပဲအဲသူတို့ခံစည်းတွေကောင်းကောင်းကောင်းအောင်ပဲပြင်ထားပြင်ထားအဲဒီဘက်ကမြေပြင်တက်ပြီးရောဒရုန်းဖွဲ့တွေရောအဲအနောက်ဖွဲ့တွေရောဟန်ချက်ညီညီနဲ့တော်တော်စနစ်ကျခဲ့ခါကြတော့ဒီမဲပုတ်မှရှိရသူလည်းပြေးရတာပဲမဲပုတ်ပြီးတော့အဲမဲပုတ်ရဲ့ပြေးရနောင်လင်းကိုထက်ရအာနောင်လင်းကိုထက်ရတယ်အဲ့မှာနောင်လင်းကိုရတဲ့ရပြေးရဲ့အချိန်မှာစက်ပြီးတူကရှိမှာ နောင်ချူကြီးပဲရှိတော့တယ်နောင်ချူကြီးဆိုတာအဟိုပါတော့နောင်ချူလာလို့ရှိရင်တိတ်ပင်လေတွေကိုကြည့်ရတဲ့တိတ်ပင်လေတွေသူတို့ဝေးတဲ့အများကြီးရှိတဲ့နေရာကြီးပေါ့နော်အဲ့မှာငောင်းလင်းကနေနောင်ချူကြီးကိုသွားပြီးတော့ဟိုစစ်ကြောင်းကြည့်ဖို့အတွက်ကြတော့တော့ခုနှစ်မိုင်လောက်ဝေးတယ်ခုနှစ်မိုင်ဆိုတာကြည့်ဖို့ကဒီတိုင်းအဆောင်တိုင်းလဲခုနှစ်မိုင်ပေါ့နော်လမ်းတိုင်းပုံဒီခုနှစ်မိုင်လောက်ဝေးတဲ့ပြင်ကိုတောင်တန်းနေပေါ့တောင်ကုန်းနေပေါ့ချူရောကတို့များတယ်အဲ့စစ်ကြီးကလမ်းကြောင်းကြီးက တော်တော်ခက်ခက်ခက်ခဲကြီးပြီးတော့ညာဘက်မှာဆိုရင်လည်းဒီဒုထဝီမြေကံပါကြီးရှိရတယ်သူကြီးဟုတ်ကဲ့အဲ့ဒါကြတော့အဲ့ညာဘက်ဒုထဝီမြေကံပါကြီးဒီရှိနေတဲ့ခါကြတော့ပုံမှန်တိုင်းဆိုရင်တခုခုအဲ့ကွေးဖြစ်တယ်ဆိုရင်တက်ဖြတ်နေခါကြတော့ညာဘက်ကကြောက်ကပားကြီးဘလူးမဖြတ်လို့မရအောင်ဖြတ်လို့မရဘူးနော်အခက်သေးကြီးညာကြီးရှိတာပေါ့အခက်သေးကြီးညာကြီးရှိတာပေါ့ညာတို့ကလည်းသူကလည်းဘလူးတွေဖြစ်လေဆိုတော့သူကလေဂုံတိုင်းဂုံတိုင်းမှာသူကလည်းဟိုခံစစ်သေးလေးတွေသူကဟိုတောက်ပြီးတော့ပြစ်ဖို့အတွက်သူကလည်းစီမံထားတာရှိတာဟုတ်အဲ့တော့တောက် ไอ้ไอ้ลั้นไอ้อนิถะแหละดีๆๆหูคอนโดบาญาอนิถะอกุโลงอ่ะแหละหูตลอดกูมาဖြစ်ပါတယ်เออหูแม่ชอบตาดิบาดิบ่เนาะมีชีเนี่ยบ่ครับดังแม้ดังแม้ไอ้เพชรอ่ะพี่อ่ะไอ้หนองชูจีตัวที่ยกตัวดิตลอดๆดิยกตัวดิตลอดๆตลอดๆบาดิไอ้ขวยดิยกตัวได้ขาเจอแล้วกูไถ่จ้ะรอไถ่มาดิเช่เอ่อเกยแค่ไล่ได้ขาเจอรอไถ่มาตัวก็เลย0.5ดิเนี่ย ဟိုဟာလေ DNA လေးရလေဘလောက်ကလေ website ကြီးနဲ့အခုပုံထားတာသင်ပြီးတော့တက်လာရင်ပေါ်ပါလေအဲသူကလေတော်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 ကြီးတဲ့စခန်းကြီးရဲ့အဲ့ဒီအဲ့ဒီအရာကြီးอ่ะအော်ဟုတ်ကဲ့ဟုတ်အဲ့မှာ website ကြီးလေးနဲ့အခုသင်ထားတာသင်ထားတဲ့ချိန်ကြီးဖြစ်ချင်တော့အဲ့မှာရောက်တဲ့ချိန်မှာအခုသိသလောက်ပေါ့ဒီ drone တွေဘာတွေပြန်ဖို့အတွက်ကတော်တော်ခက်ခဲသွားတယ်ဟုတ်ကဲ့ဒါလည်းဆိုသူကနောင်ချူကြီးကဒီတိမ်အဲ့ဒီဒါမှာတိမ်အထူးတက်ဆုံးနေရာဒါကြောင့်လည်းသူကတိမ်ပေးလေလို့ထား ဲ့တော့ဒီ box ဒီ view တွေဘာတွေရှိတဲ့ခါကျတော့သူဒုံးနေပြန်ဖို့ကတော်တော်ခက်ခဲတယ်ဟုတ်ကဲ့အဲ့တော့အဲ့တော့ကနောက်ဆုံးရုပ်မတိုက်ခင်တော့ဆိုဘိုးက9ရက်9ခုနှစ်ရက်လောက်ပြီခုနှစ်ရက်လောက်သူတပတ်လောက်ပေါ့နော်ဟုတ်ကဲ့ဘိုးကလေအသက်မပြည့်ယူလာတာပေါ့နော်ယူလာတဲ့ခါကျတော်တော်ခက်ခဲပါတယ်သူတို့သွားတဲ့ချိန်ဆိုသူထော်လာကြီးတွေဘာတွေညာတွေအဲ့လိုမျိုးတွေသွားလဲတော့ပါသေးတယ်ဟုတ်ကဲ့ဟုတ်ကဲ့ထော်လာကြီးတွေသွားလဲတွေနဲ့ဒီအဲ့နောက်ဆုံးရုပ်ဘက်ကိုသူတို့ ကြည့်ကြည့်ရွှေ့ကြတာပေါ့နော်ဟုတ်ကဲ့အဲဒုဒုဘက်ကလူတွေပေါ့နော်အဲ့ခါကျတော့ဂုံးကလည်းမပြတ်နိုင်ဂုံးကလည်းမပြတ်နိုင်တဲ့အခါကျတော့တော့အဲအဲ့ဒီကဟိုဟာဂျူအမူအဲတတ်တဲ့၄၄ကကိုဆန်းလင်းထိတယ်အဲသူသူဒီတော်တော်တယ်ဒီဂုံးဖွဲ့နဲ့လေဒီခါဟိုညီနိုင်ပေါင်းဆက်ပြီးတော့ဒီဝဲသားအခြေအနေဒီရာဒီမှုအခြေအနေဒီဘာတွေများဒီရှာကြည့်ပြီးဂုံးမရရအောင်ပြန်တယ်ဟုတ်ကဲ့ဒီဘက်ကလည်းအဲဂုံးဖွဲ့ကကလေးတွေကလည်းမရရအောင် ဟိုဟွာဟိုဘောနော်ကျူးစားပြီးပြန်တဲ့ခါကျတော့နောက်ဆုံးဒီနောင်ချိုကြီးကိုဟိုဝင်ပြီးတော့တိုက်တဲ့ခါကျတော့ဟိုရရပါနော်တ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 ော်ဝမ်းသာပဲနောင်ချိုကြီးအဲ့နောင်ချိုကြီးကိုမဲပုတ်လို့ဆိုတာတော်တော်ကိုဟိုဟွာဟိုစူးစူးဝါးဝါနေရာကြီးပေါ့နော်ဟုတ်ကဲ့ရန်သူဘက်ကရန်သူဘက်ကဒီခံစစ်ဆင်လို့အပေါင်းဆုံးနေရာကြီးပေါ့ဥပမာဆိုမနေ့ကမနေ့ကကြားတဲ့ကံကြီးအဲအဲဟိုတနေ့ရပါနော်လုံခဲ့လုံခဲ့တော့ကရတဲ့ကံကြီးရဲ့ ။နောင်ချိုကြီးကတော့တကယ်နာမည်ကျော်ကြီးပေါ့။အဲ့လိုမျိုးပေါ့။အဲ့တော့ဒီဖွဲ့ဒီဖွဲ့တွေအပြင်ကိုဟိုတခြားနေရာတွေကနေတိုးနေတဲ့အခွင့်အရေးတွေလည်းရှိတယ်။အဲ့တော့ဂျန်သူကဘယ်လိုဖြစ်လဲဆိုတော့ဒါစစ်ကြောင်းကတော့ဟိုစစ်ကြောင်းကြီးကဟိုဘက်ကလာပြီးတော့ပြီးလေပြီးတော့ဟိုဘက်ကစစ်ကြောင်းကြီးရှိနေလို့ဒီဘက်ကစစ်ကြောင်းကတခါထပ်ပေါ်လာပြန်အောင်။ဒီကနေ့တခါဟိုဘက်ကစစ်ကြောင်းကပေါ်လာတဲ့ဆိုသူတို့မှလူဖြစ်လေဆိုဒီပလောင်မှာသေရဲ၆ခန်းဆိုလို့ဖြစ်နေတယ်ဒီပါလေးလက်ရှိနေတာဟုတ်ကဲ့ပါဟုတ်ကဲ့ကိုနောက်တစ်ခုကလေ ဒီတက်မတော်ထိုးစင်းစင်တဲ့အတွဲမှာတရားနာနေအဖွဲ့တွေကစကမ်းတွေတစ်ခုပြီးတစ်ခုလက်လွတ်ဆုံးရှုံးရတယ်လို့ကြားမိရရှင်။အဲ့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့လေအခုအနေနဲ့ပြပြပေးပါအောင်နော်။အဲဒါကြတော့ဟိုဘယ်လိုပြောပြမလဲဆိုလို့ရှိရင်အခုဆိုလို့ရှိရင်ပေါ့နော်။ဟုတ်ကဲ့။ဒီဒီဟိုပေါ့ဟိုပလောင် DBLA ဒီ DBLA ဆိုတာကတနု PDF ပေါ့နော်။သူတို့လာကူတိုက်ပြီးတဲ့အဖွဲ့။နောက် PDF PDF တို့ကမှ PDF စကိုင်းဘက်ကနေဟို ဟိုမရိယာကိုကြောမရိယာကိုကြောပြီးတောင်းဟိုဒီဘက်ကတောင်းဆိုရီကိုကြောပြီးတော့တောင်းဆိုလာပြီးကူပြီးတော့ပါပီရဲတွေလည်းရှိတယ်။အဲ့တော့ဒီသုံးခွဲဒီသုံးခွဲစလုံးကအခုလက်ရှိဒီတက်မလို့ရဲ့ထိုးစစ်ဒီကိုဟိုသူတို့ထိလဲလာတဲ့ခါကျတော့နောက်ပိုင်းကျအထိကိုက်တွေလည်းများလာတော့သူတို့ဘာဖြစ်လာလဲဆိုတော့ဘယ်နဲ့မူးလင်းရင်သူတို့ကြောပိုးကြီးပြင်လာ။အော်။ဘယ်နဲ့မူးလင်းတာလဲဒီဒီကြောပိုးကြီးပြင်လာတယ်။ကြောပိုးကြီးပြင်နေဆိုတာကဟိုတို့ဒီတက်မလို့စကန်တွေကိုဆစ်လာတိုက်ဖို့အတွက်ကြောပိုးကြီးပြင်တာမဟုတ်ဘူးနော်။ဟုတ်ကဲ့။ ်ထွက်ပြီးလို့ပြင်တာဘိုးလေးနာလေးဟုတ်ကဲ့ဟုတ်ဘယ်အချိန်တက်ကစပြီးဟာလာကြီးစံဖောက်ပြီးတော့တနက်တန်ကြားမလဲပေါ့နော်ဟုတ်ကဲ့ဟုတ်ဘယ်အချိန်စပြီးတနက်အဲ့တနက်တန်ကြားရင်ဖြင်းပြီးလို့တာလေအော်ဟုတ်ကဲ့ပြေးဖို့ပြင်ပြေးဖို့ပြင်တာပေါ့နော်တော်တော်များများအများစုပါပေါ့နော်အဲ့လိုပုံစံမျိုးလုပ်တယ်ဒီဘက်ဒီတက်ကလည်းဒီစနစ်တကျစနီးပြူဟာတွေအဲဒရုန်းတွေလက်နက်ကြီးတွေနဲ့အဲစော်တဲ့အခါကျတော့သူကလည်းပြေးဖို့ပဲကိုရှင်းလာတာဟုတ်ကဲ့ဘာဖြစ်ဒီမှာဘာတွေတော့တွေ့လဲဆိုတော့ ဒီရက် DLN တွေကစနစ်ကြတဲ့ဒီဟိုပေါ့နော်ခန့်စစ်ချိန်မှန်ချက်တို့ခွာစစ်ချိန်မှန်ချက်တို့မရှိဘူးမရှိလို့လေသူတို့အဲ့လိုမျိုးတိုက်လို့ရှင်လေအဲဝေယုံသုံးကားနဲ့ကိုအဲသူတို့ပြီးနေတဲ့ဟာတွေကိုသူတို့တွေ့ကြတယ်ပေါ့နော် နောက်သူကအဲဘူဝါဖြစ်တော့တာတက်ကကြတော့လက်ရှိအနေထားမှာ အချိန်ကြာလေးလေးအဲသူကဟိုတိုက်စစ်ချိန်မှန်ချက်တွေကကောင်းလာတယ်ပူပေါင်းဆောင်ရွက်မှုတွေကောင်းလာတယ်စနစ်ကျန်းမှုရှိလာတယ်မာကျော်လာတယ် ဟုတ်ကဲ့အဲ့ဒီဟာနဲ့ဟိုဘက်ကဘာခန့်စစ်ခွာစစ်စီမံချက်မှမရှိတဲ့အခွင့်အရေးဥပဒေခါကြတော့ခုနလူမျိုးဂျိုးဝေးကြီးပြင်မိုးလင်းကလည်းဂျိုးဝေးကြီးပြင်ပြီးဘူးပြင်ဒါမျိုးတွေဖြစ်နေတာကိုတွေ့ရတာပေါ့နော်ဒီမှာလေနော်ဟုတ်ကဲ့အကိုဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့ထပ်ပြီးတော့လေကိုဒီနောင်ချိုမျိုးတဝဲမှာပေါ့နော်ဒီတက်မလောစစ်တောင်းသုံးချောင်းနဲ့ထိုးစစ်ဆင်နေပြီးတော့အောင်စစ်အမြင်ဆုံးရှိရလွယ်တရင်တွေထပ်ပေါ်နေရပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လေပြောပြပေးပါအောင်ရှင်အမ်အောင်စစ်ကအခုမှရှိတာမဟုတ်ဘူးဗျာ အောင်စိတ်ကဒီရန်သူကရထင်းတုံးကဒီတောင်ခမ်းကိုဟိုပိတ်ဆို့ပြီးတိုက်ခိုက်တယ်အဲအဲ့ဒီတော့သူတို့ရဲ့တိုက်စစ်ပေါ့အဲ့အဲ့ဒီတိုက်စစ်ဟိုကိုတို့ကဒီဘက်ကတက်ကဒဏ္ဍာတိုက်စစ်နဲ့ပြန်ပြီးလုပ်ရမှာဘူးဒဏ္ဍာတိုက်စစ်နဲ့တိုက်စစ်နဲ့မကူးပြင်ကြမှာသူရဲ့တိုက်စစ်အဟုန်ရက်တန့်ဖို့အတွက် တက်ကပထမဆုံးလှုပ်ဆောင်ဟုတ်ကဲ့အဲ့ဒီမှာအဲ့အချိန်ကဒီသူရဲ့တိုက်စစ်အဟုန်ရက်တန့်ဖို့တက်ကလှုပ်ဆောင်နေတဲ့အချိန်ကရန်သူက အဲတလောင်ရောခဏအဖွဲအဖွဲသုံးဖွဲသလုံးပေါ့နော်သူတို့ကတော်တော်ကိုတော်တော်ကိုသူတို့ကဟိုဒီဂျီပြုံးလိမှုကများနေပြီများနေတဲ့အချိန်မှာအဲသူတို့တိုက်စစ်အဟုန်ကြားတဲ့အချိန်မှာအဲသူတို့ကစိတ်သက်ကြားတဲ့အချိန်ကိုယ့်ဘက်ကလည်းအဲ့အချိန်မှာစိတ်တက်တာတားတက်တားတက်နေတဲ့အခါကျတော့ဘာလို့ရတော့မလဲဆိုတော့မထူးသစ္စာရအောင်ဒါပေမဲ့ဂျန်မန်ထူးသစ္စာချက်ချင်းမစားသေးဘူးဘာကြောင့်လဲဆိုတော့အချိန်ကနည်းနည်းယူသေးတယ်တခြား ဟိုပါပေါ့နော်ဒါဒါစူဖွဲ့မှုတွေအဲရိတ်ခါတွေခဲရန်တွေအကုန်လုံးပေါ့နော်အကုန်လုံးပြည့်စုံအောင်အဲဒီဘက်ကနေအဲတာဝန်ရှိတဲ့ဒါဒါဒါဟိုတက်ကနေအဲလုပ်ထားတဲ့အချိန်အဲပြည့်စုံပြီးဆိုတဲ့အချိန်ကြာမှာဓာမြတ်ဒုသစ္စာအဲ့တော့အဲ့အဲ့ဓာမြတ်ဒုသစ္စာတော့မယ်ပြည့်စုံအောင်ဒီအကုန်လုံးစောင့်နေတဲ့အချိန်မှာကိုတက်ကလူတက်ကအဲဒီဒီသစ်တီကဆောချင်းနေပြီးတော့ချင်းနေပြီးဆိုတဲ့အနေထားတွေရှိနေပြီးအဲ့အချိန်ကအောင်စိတ်ကဖြစ်နေတာအဲ့မှာရန်သူကတက်စ်အဟုန် ကြသွားပြီးတော့ထိတ်တက်ကြနေတဲ့အချိန်နဲ့တက်ကဒီအောင်စိတ်စဝင်ပြီးတော့ဓမ္မကျော်ပြီးတော့စဖူးတဲ့အချိန်နဲ့သွားဆုံတဲ့အချိန်မှာအခုလူဟိုစကန်းကြီးကအဲတခုပြီးတခုပြီးတခုပြီးအဲသူတို့ချက်ချင်းလဲလို့ရတယ်အဲ့တော့အဲဒါတာအဲ့လိုချက်ချင်းလဲလို့ရတာတောင်ခန်းအထိပေါက်တဲ့အထိပဲအခုဒီဘက်ကလည်းချက်ပြီးတိုးတော့လေဒီအောင်စိတ်ကပါသွားတယ်ပါသွားတော့ဘာလို့သွားဖြစ်လဲဆိုတော့တက်ကအဖွဲ့ကြီးကဒီဘယ်လိုပြောမလဲစက်တက်ရတာတဖြည်းဖြည်းနဲ့တင်းစားအရေးတော့ ဘလို့ကိုလွဲနေတယ်လို့ဖြစ်နေတယ်တောင်းခံလားအော်ပြီးတော့ညီမလေးတို့ဟိုဥပမာတစ်ခုပြရမယ်ဆိုရင်အဲဟိုပါပေါ့ဟိုအရန်ကျွမ်းကျင်တဲ့ဝါရင်အမဲလိုက်လို့ဆိုတာအမဲလိုက်နေတယ်လို့ဖြစ်နေတယ်ဒီတောင်းခံမှာတက်နေကြာပလောင်နေကြတယ်မှာအဲ့လိုပုံစံဖြစ်နေတယ်ပါလေအော်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ကိုဟုတ်ဟုတ်ကဲ့ကိုအဲ့ဆိုအခုဆိုရင်ပေါ့နော်ဒီ TNN လေးဥဆောင်တဲ့ပူပေါင်းအခွဲတွေကြားမှာအချင်းချင်းစိတ်ဝမ်းကွဲတာတွေပေါ့နော်ပြီးတော့ပြစ်ခတ်တာပဲရှိရလို့လေတရင်တွေထွက်နေရကိုအဲ့ဒီဖြစ်စဉ်မျိုးတွေရောအကိုကြားမိလေလားရှင်အမ် တို့အချင်းချင်းဟိုတစ်ခတ်တဲ့ဖြစ်စဉ်မျိုးတော့ဟိုတော့မကြမ်းမိဘူး။ဒါပေမဲ့တို့တွေစိတ်ဝမ်းကွဲနေတဲ့ဟာတော့အများကြီးကြားတယ်။ဟုတ်ကဲ့။ဒီအနှံ့ပဲအနှံ့ပဲ။ဟုတ်ကဲ့။အဲ့တော့ဘယ်လိုဖြစ်လဲဆိုတော့အဲခွဲခြားဆက်ဆံခံရတာပေါ့။တို့ဟိုကမားလေကမားပြည်ချက်ကလည်းစစ်ကူတိုက်ပေးရတယ်ဟိုဟိုဇနု PDF ကလည်းရွာငံဘက်ကနေလာပြီးစစ်ကူတိုက်ပေးတယ်စစ်ကူကိုစစ်လာကူတိုက်ပေးတဲ့ဧည့်သည်ကို သူကကောင်းကောင်းမွန်မွန်မဆက်ဆံမဲနဲ့အဲဒီဒီဒီတလူတို့ဟဲ့လားဒီဒီပမာ PDF ကိုစားမဲ့ဆန်ဆိုလို့ရှိရင်တမျိုးအဲသူတို့ပလောင်စားမဲ့ဆန်ဆိုရင်တမျိုးဘလောင်တွေဟင်းရတမျိုးအဲအဲအဲ့လိုမျိုးပေါ့နောက်တစ်ခုကျတော့ဟိုတကယ်အန်ရရှိတဲ့နေရာတွေဆိုလို့ရှိရင်အဲဒါဒါခုနဓနုနဲ့ပမာ PDF ကိုအော်လုတ်ခိုင်းတယ်အဲသူတို့ကကြအတတရရနေရာလေးမှာနေတယ်သူကပိတ်တဆက်ဆန်ခံရတဲ့ခါကျလူပဲကွာဟုတ်တယ်တာမန်နေထားမှာတော့မှာ ခွဲခြားဆက်ဆံခံရတာမျိုးကို objective မိသားရှိတယ်အဲ့တော့တစ်ပွဲတွင်းမှာဟာကို့အတွက် तू ကလာတိုက်ပြီလို့ तू ကခွဲခြားဆက်ဆံရင်လည်းတော်ပြီတယ်ကိုကလည်းသူ့ကိုသွားပြီးကိုတိုက်ပြီးရသေးတယ်ကို့ကူလည်းခွဲခြားဆက်ဆံခံရတယ်ဆိုတော့ဒီလိုနေရာမျိုးမှာစေဝါမကွက်ရင်ဘယ်မှမမကွက်ဘူးအထူးသဖြင့် EPL အေးအဖွဲ့တွေကဒီအရာရှိတွေနဲ့ပလောင်ဖွဲ့တွေကအရာရှိတွေကပုံပြီးစေဝါကွက်ရတယ်ဒါတော့ပြီးကြတယ်ဟုတ်ကဲ့ကိုဟုတ်ကဲ့ဟုတ်ဟုတ်ပြီးရလေကိုဒီတက်မတော်အနေနဲ့ပေါ့နော် ။နောင်ချုံမြို့သိန်းနိုင်အောင်ဆိုပြီးတော့တံပြန်တိုက်စစ်ဆင်နေပေါ့နော်။အဲ့ဒီနောက်ပိုင်းကနေပြီးတော့အခုလက်ရှိအချိန်ထိဟိုစက္ကန့်ပေါင်းဘယ်နှခုပြန်သိန်းနိုင်မလဲဆိုတာပေါ့နော်။အဲ့တော့အခုအနေနဲ့ခမ်းမန်းစီလေးပြောပြပါအောင်ရှင်။အမ်ဒီနေရာကိုပြောရမယ်ဆိုရင်ကတံပြန်တိုက်စစ်ဒါနဲ့သူစစ်စားတဲ့ဟာတခုပဲကိုပြောပြသွားမယ်အဲ့တော့စခန်းဆိုတာစခန်းဆိုတဲ့ဟာသူကရွာတိုင်းရွာတိုင်းပြီးသူရဲ့စခန်းဖြစ်ပြီးဟုတ်ကဲ့ကိုရွာတိုင်းရွာတိုင်းမှာသူကခန်းစစ်စခန်းနေလို့ထားတယ်အဲ့လိုပဲ ။တေယောင်နဲ့တေယောင်နဲ့ကြာမှာဂုံးပနဲ့ဂုံးရှိတယ်။အဲဒီဂုံးတိုင်းဂုံးတိုင်းဒီလေသူ့ရဲ့တခန်းနေပဲ။အဲတော့ဒီတိုင်းတူးစစ်မှာဒီတခန်းပေါင်းဒီခုနဂုံးလေးစခန်းရွာလေးစခန်းအဲလိုပေါ်နေနည်းနည်းလေးညီနေထားကောင်းတဲ့ဟာမှလည်းပြသူ့သူ့စခန်းပဲ။အဲ့ခါကျတော့ဒီစခန်းပေါင်း150ပေါ့နော်။ဒီဒီရွာကောဂုံးကြီးရောဗာညာအကူပေါင်းပေါ့နော်။စခန်းပေါင်း150လောက်တော့ရှိပါတယ်မလေး။အော်ဟုတ်ကဲ့ပါရှင်ကိုဟုတ်ဟုတ်ကဲ့ကိုပြီးတော့ဒီ TNL ဥဆောင်တဲ့ပူပေါင်းအခွဲ့ရရပါတော့ ိုတက်မတော်အရင်တော့လည်းမျိုးတို့ရှင်မတိုက်နိုင်ဘူးလေကြားမိရေပေါ့နော်အဲ့နဲ့ပတ်သက်ပြီးတော့အခုအနေနဲ့တိတိလောက်လေးပြောပြပါအောင်နော်အင်းဒီကောင်ကိုပြောရမယ်ဆိုရင်တော့တက်မတော်ကိုအရင်တော့လို့ရှင်မတိုက်နိုင်ဘူးဆိုတာကိုအခုကလက်မခံဘူးအရင်တော့လည်းဒီတက်မတော်ကိုရှင်မတိုက်နိုင်ဘူးအခုလည်းရှင်မတိုက်နိုင်ဘူးဘာကြောင့်လဲဆိုတော့အဲ့တော့ညီမလေးကပြောပြအခုကအဲ့လိုအရင်တော့ကလည်းဒီကောင်တွေတို့ကိုရှင်တိုက်နိုင်ဘူးဆိုပြီးတော့ကိုကပြောတယ်။ဘာကြောင့်လဲဆိုတော့ညီမလေးကပြန်ပေးမယ်။ဟာအကူကြီးကလည်းလောင်းချူမှာ အဲသူတို့ဒီဟိုဟိုဟာဒီဒီဟာဒီဝင်တိုက်ပြီးတော့တက်ကဆုတ်ဆုတ်ပြီးရတာပဲဒီလိုငါလေးပဲပြောမယ်ပုံကူကအဲ့အချိန်တော့ကသူကဟိုသူ့ရဲ့ဌာနချုပ်ကနေဒီဘက်ကိုလာတဲ့အချိန်မှာသူ့ရဲ့ရှိသမျှလူအင်အားအများကြီးနဲ့နောက်ထူလာတိုက်တာလေအော်ဟုတ်ကဲ့ပေါ့ဟုတ်သူတမတော်ကလည်းဒီရှိနေတဲ့အင်အားအများအပြားနဲ့သူ့ကိုတိုက်လို့ရှင်ပြီးတော့တိုက်ကြတာမဟုတ်ဘူးလေဟုတ်ကဲ့သူ့ရှင်ဒါရှင်တိုက်တယ်ဆိုအဲ့ဒါမဟုတ်ဘူးပြောဟုတ်တယ်မလား အဲ့တော့သူကရှိသမျှလူတွေအကုန်လုံးသူခေါ်လာတယ်အဲ့ဒါဇနုပီဒီယက်တီကခေါ်လာတယ်ဗမာပီဒီယက်တီကထက်ခေါ်လာတော့သူ့အင်အားမတရားများနေတာအော်မတရားများနေတဲ့အချိန်မှာတန်းတော်ရဲ့နောက်ဆုံးအေရီယာမှာပြန့်နေတဲ့စခန်းကြီးရှိတယ်ဟုတ်ကဲ့တခုခုဟဲ့လားလူနေငယ်ပဲရှိတဲ့စခန်းတစ်ခုဟဲ့လားအတက်တစ်ခုဟဲ့လားရှုတ်တက်တယ်ဆိုလို့ရှိတဲ့ထွက်နေရတွေပါရှိတယ်ဟုတ်ကဲ့နောက်တော့မှရင်းမိကြီးပဲကျန်ခဲ့တာဟဲ့လားအဲ့လိုနေရာမျိုးကိုသူတို့ကခုနလိုလူထော်မောင်းများသွားတဲ့အင်အားနဲ့ဝိုင်းပြီးတော့ တိုက်မယ်ဆိုလို့ရှိရင်အဲ့တော့ဒီဟာကိုဆက်ပြီးတော့ဒီစကန်ကဒါမိမိဘက်ကသူ့ကိုပြန်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 တိုက်နေတယ်ပြန်ခိုက်စိတ်ခံနေတယ်ဆိုလို့ရှိရင်ဒီရှိမှာအမဲချွေတယ်ချွေခံမှာအဲ့တော့ဘာလုပ်မလဲရှင်းမြစကန်ကြီးအကုန်လုံးတင့်တော်ကောင်းမွန်တဲ့နေရာမှာအလုံးဆုပ်ပြီးပေါင်းပြီးခံဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့အလုံးကဘယ်ကိုဆုပ်ကြတယ်လဲဆိုတဲ့အခါကျတော့တောင်ခန့်ကိုပဲဆုပ်ရတယ်အဲ့တော့ဟိုဘက်ကတရင်ကလည်းတောင်ခန့်ကိုဆုပ်လာတယ်အဲဒီဘက်ကဒရုန်းတက်ကလည်း 看一点，诶，老板当看我手来的，现在一老板一条白皮来着，张看嘛，当初嘛，现在在啊路上张开嘛，白皮多，看见嘛，不错呀。好嘅，哎咯，哎你，就这个白皮来着，不如我挨起嘛，高么呢？就那点呢，看几片白皮好，啊，好嘅，不老啊，带几片白，诶，挨一片嘛，对，那里头家里啥的，当看嘛，半天布拿底底一嘛，这么搞个个？起大些的啦，不如啊，起大些，不如。 တို့ကိုအနစ်ကိုလာသိမ့်တာသိမ့်လို့မရဘူးဟုတ်တယ်မဟုတ်ဟုတ်ကဲ့ကိုဟာအဲ့လားကြောက်ကြတယ်ဟုတ်လားသိမ့်လို့မရအောင်အဲ့တော့သိမ့်လို့မရဘူးဆိုတဲ့အခါကျတော့ဟုတ်လားဒါဘသူကတာလဲတိုက်ဆွန်ကြီးดาวเวฟีกว่ามาဟုတ်ပြီเนาะဒါဟုတ်ကဲ့တို့လာခိုက်တဲ့အချိန်မှာတို့ကတောင်ခမ်းကနေတောင်ခမ်းပြီးထားဟုတ်ကဲ့ပြီးတော့အဲ့တော့တို့ဒီတက်မလို့ကိုရှင်မတိုင်းနိုင်ဘူးရှင်တိုင်းနိုင်နေဆိုရင်တောင်ခမ်းကိုတို့သိမ်းနိုင်ရတယ်ဒါတစ်ပေါ့เนาะဟုတ်ကဲ့နောက်တစ်ခုကတို့တက်မလို့ရဲ့ဖိုးစစ်ကိုလည်းတို့မခံနိုင်ဘူးဟုတ်လားဟုတ်ကဲ့အဲ့တော့ဘာကြောင့်လဲဆိုတော့ဒီဘက်ကနေ ပြန်ပြီးထိုးစစ်ဆင်တဲ့အခြေကြတော့ဟုတ်လားသူတို့စကမ်းတစ်ခုရွာတစ်ခုဆိုရင်တက်မလို့က2ရက်3ရက်ကြာအောင်ပြင်ရတဲ့ရွာမရှိဘူးဟုတ်ကဲ့ဒါပြီးဒီမှာလုံးတက်ချင်ပါနော်အခုဆိုရင်ဟိုနောင်ချူကြီးရောက်ပြီဆိုပြီးတော့ဟိုတင်မြန်မနေ့ကပြောလိုက်တယ်ဟာဒီနေ့နောင်ချူကြီးရောက်ပြီ2ရက်ပဲဟုတ်ကဲ့ဟုတ်ကဲ့ပြနော်အဲ့ခါကျတော့အကူတို့ကသာဒီဟိုပါဘာလို့ပြောမလဲဆိုတော့ဒီတိုက်ချက်မှာသူတို့တိုက်ချက်မှာသူတို့2ရက်3ရက်ပြင်သူတောက်မခံနိုင်ဘူးဟုတ်ကဲ့သူတို့ရဲ့ တိုက်ရှိကူဆယ်လာကျော်တောင်းခံနိုင်ရဲ့ဟုတ်ကဲ့ပေါ့ဟုတ်အဲ့တော့တိုက်ဆွမ်းရည်ဘယ်သူဘက်ကသာတယ်လို့ဒီကံရည်ဟာလာစိတ်ကဘယ်သူဘက်ကသာတယ်လေကျွာအာညီမတို့အမြင်မဲ့လေဟုတ်တယ်မလားအဲ့တော့ရှင်တိုက်နိုင်စွာမရှိတော့ဘူးဟိုဆိုတဲ့အဖြေကတော့အဲ့ဒါပဲသူတို့တိုက်ချက်တုန်းကလေဒုခံစိတ်ကိုသူတို့မကြုံနိုင်ဘူးသူတိုက်ချက်ဆင်တဲ့ခါကျတော့လေဟုတ်လားသူရဲ့တိုက်ချက်ကိုလေသူတို့မခံနိုင်ဘူးဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ကိုရအဲ့ဆိုလေကိုဒီတက်မတော်ရဲ့ထိုးစစ်ကြောင့်ပေါ့နော် တီအန်အန်လေးဦးဆောင်တဲ့အခွဲဝင်ဗနက်ဦးလောက်ထိခိုက်တာဆုံးနိုင်လေဆိုတာခံမင်းစီတို့ပြောပြပါအောင်နော်ဒီဒန်ဂျန်ထိုးစစ်စတဲ့အခြေအနေဒီနေ့အထိဆိုလို့ရှိရင်တော့အဲဒူ300လောက်တော့အဲသူ့ဘက်ကတည်ဆုံမှုရှိတယ်အဲများအားဖြင့်တော့ဒါလက်နက်ကြီးတွေဟို122တွေပေါ့နော်ထိပြီးတော့စုံတဲ့လူတွေများပါတယ်တည်တည်တည်ထိုးတဲ့လူများတယ်အဲဟုတ်ဟိုဘောတပ်ပေါ်ကြီးကြတော့ကိုတို့ကဒါဟုတ်ကြတော့ ဟိုအတိအကျကြီးအဲ့လိုမျိုးလိုက်ပေါက်လို့မရဘူးခံမှန်းလေးကိုတော့ဒီဒီပြောပြနိုင်တာပေါ့နော်300လောက်တော့ရှိတယ်ဒီလားအဲ့ဒါအဲ့ဒါကလည်းဟိုဟိုကမပါသေးဘူးနော်ဟိုရခင်အဲဟိုဟာဟိုဟိုဆယ်လားလောက်ဟိုဟိုတောင်ဖန်ဒီတဲ့ခန့်စစ်ကိုလာတိုက်တဲ့ကြာဆုံးမပါပါဘူးဒီဒီတံမြန်တိုက်ဖြစ်တစ်ခုတည်းပဲအကူကပြောတာပါဘာလို့လို့ရှိတယ်နော်ဟုတ်ကဲ့300 300လူတော်မှ300ရှိတယ်ဆိုရင်ဒဏ်ရာရတဲ့လူဆိုရင်ဘယ်နှစားလောက်ဖြစ်မလဲဆိုဒီမှာလေးကိုမှတ်ကြည့် ဟုတ်တယ်မလားဟုတ်ကဲ့ပါဘောဟုတ်ဆွဲနေတာမြောက်လိုက်ပေါ့ဟုတ်လားအဲအဲ့ဒါဟုတ်ကဲ့ဟုတ်အများကြီးရှိမှာပါနော်များများတာပေါ့ဟုတ်ကဲ့ပေါ့ထောင်နဲ့ရှိပြီရှိပါဟုတ်ကဲ့ပါကိုဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့ကိုအဲ့ဆိုညီမလေးဟိုနောက်ဆုံးအနေနဲ့မေးချင်တာပေါ့နော်ဒီနောင်ချိုတိုက်ပွဲနဲ့ပတ်သက်ပြီးတော့အခုအနေနဲ့ဗာရီများဖြည့်ဆက်ပြီးတော့ပြောချင်သေးလေရှင်อืมနောင်ချိုတိုက်ပွဲကတော့ဟိုဒီညီမတက်မတော်ရဲ့ဒီတွေ့ဖြစ်ဖြစ်မှာပေါ့နော်ဟုတ်ကဲ့ပေါ့ပေါ့ဟိုအောင်စိတ်ပေါ့နော်ပထမဆုံးအောင်စိတ်ဝင်တဲ့ အဲဝင်စီတဲ့တိုက်ပွဲပေါ့နောင်ချိုတောင်ခမ်းနောင်ချိုကိုကျန်တဲ့အဲမြန်မာတိုင်းနိုင်ငံလုံးမှာရှိတဲ့တိုက်ပွဲဝင်နေတဲ့စစ်တီတွေကကြည်ပြီးတော့သူတို့လည်းအောင်စိတ်အဲကူဆက်စီကြတာပေါ့နော်အဲခါကျတော့ဟိုတကယ်တည်းဟိုခက်ခဲချင်းချင်းနဲ့လည်းလှုပ်ခဲရတာတွေရှိပါတယ်ဒါမီဒီယာဆိုလည်းတမ်းမြမီဒီယာပုံစံမျိုးနဲ့အနည်းငယ်တောင်းခံကြနေပြီတောင်းခံကိုအနည်းငယ်ကြနေပြီရေးတယ်ဆိုတာကလည်းဒါကိုဘက်ကမီဒီယာတွေကအဲသူအောင်စိတ်ပေါ်မလာအောင်ပြည်သူတွေစိတ်ထဲမှာစိတ် အားငယ်သွားအောင်ညှိုးငယ်သွားအောင်သူကမိမိကိုယ်နဲ့လုပ်ခဲ့တာဒါပေမဲ့ဘလို့မရပါဘူးအချိန်ကြန်တဲ့အခါကျတော့အပြည့်မှန်ဖြစ်သွားတာပဲအဲ့တော့လက်ရှိနေသားမှာဒီတက်မတော်ကစစ်ကြောင်းစစ်ကြောင်းကြီးကြီးကဒီတောင်ချုံမျိုးကိုမကြခင်ချိန်လေးမှာမကြခင်ဆိုတော့နည်းနည်းလေးလိုတယ်မကြချိန်လေးမှာအကုန်လုံးကိုမြေသိမ်းတိုက်ပွဲဆင်ပြီးတော့နောက်နောက်ဆုံးမျိုးကိုပြန်ရပါတော့မယ်နော်ပြန်ရတော့မယ်နော်ဟိုဘလောက်ပဲရှိလို့လဲ9မိုင်6မိုင်လောက်ပဲလိုတယ်6မိုင်9မိုင်လောက်ပဲရှိလို့အဲ့ဒီခါကျတော့ဘာဖြစ်လာမလဲဆိုရင်ဒီလာမဲ့ ပြီးစင်ပါဆိုလို့ရှိရင်ဒါဒါဟိုဟာခီးသွားရရောက်ပြီးခီးသွားရရောက်ပြီးဆိုရင်ဒါနောက်ချိုးတိတ်ပင်တွေကိုလာလေလို့ရတယ်ဟုတ်လားနော်အဲအဲအဲလာနေဘူးလေယူသားကြနော်အဲအမှပါဘာဖြစ်လာမလဲဆိုတဲ့ခါကျတော့အဲကြွယ်ဖြစ်ခဲ့တဲ့နေရာလေးတွေမှတ်တရသွားပြီးတခုရိုက်ရပေါ့ဟုတ်လားနော်ဟုတ်ပြီနော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ဟုတ်ဟုတ်ကဲ့နော်ဟုတ်ကဲ့ပါကိုဟုတ်အခုလိုအချိန်ပြီးပြီးတော့ဖြေးသားရအတွက်လဲညီမတို့မိုးတောင်မီဒီယာ channel ကနေပြီးတော့အခုကျေးဇူးအထူးတင်ပါတယ်ရှင်

ကိုပြောမယ်တို့ညောတော့ဒီငါပွဲပေးလိုက်ပါမီးတော့ဟုတ်ဟုတ်ဒီလိုပါဟုတ်ဒီမှာဒါပြန်လာပြီးသေးတယ်နော်ဟုတ်တော့ဒီတော့ဒါတော့ဒီတော့ဒါတော့ဟုတ်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 

哎，那里。哦，要。没打中吧？咋？啊，没打中。你那个，你那个，没打好多半呀。哦，没打中。没打中。没打中过呀。没打中过。没打中过。